ရှင်နေဥကိုနီပေါ့တည်သွားပြီဆိုတဲ့ရှင်နေဥကိုနီရဲ့ DVV ကလုပ်တဲ့အစီအစဉ်တစ်ခုပေါ့ကြားတော့ကြာပါပဲသူမတည်ခင်ကဘာညာတလာကလက်ထက်ကဆိုတော့ကြားတော့ကြာပါပဲဒါပေမဲ့အခုမှတော့တွေ့ကြတဲ့ခါကျတော့ကျုပ်လိုမျိုးလူတွေဘယ်နှယောက်ရှိနေပြီလဲပေါ့ဘာမှဘုံမတိကုံမတိတဲ့ကောင်လေးပေါ့မနေ့တင်ရမှာအတိပြီးတော့နိုင်ငံရေးထလုပ်ပြီးတော့လီးလေလုံပြနေကြတဲ့ကောင်လေးနည်းနည်းလေးတည်သွားအောင်ဆိုတော့ရည်ရွယ်ချက်နဲ့တင်ပေးရခြင်းဖြစ်တယ်ပေါ့ဆက်ကြည့်အောင်ကျွန်တော်ကျွန်တော်ဦးတယ်မှာဖတ်တော့နှစ်မျိုးရှိတယ်ဟုတ်ကဲ့ အင်္ဂလိပ်လိုဆိုကျွန်တော် quasi federal system အမှန်လို့ပြောရင်တံတန်းဆောင်ပြည်ထောင်စုစနစ်လို့ခေါ်တယ်အစ်စ်အမှန်ပြည်ထောင်စုစနစ်လို့ခေါ်တယ်2008ကတံတန်းဆောင်ဖန်ဆောင်ထားတာကြည့်လိုက်ရင်ပြည်ထောင်စုလို့ထင်ရအောင်အစိုးရ၁၄ဘွဲ့အဲလွတ်တော်ကအဲ့တော့ရှိကတဒန်းဆောင်ဘာညာလို့ပြောနေတယ်ဆိုရင်တော့ခင်ဗျားတို့အစိုးရလက်ထက်မှာခင်ဗျားတို့လုတ်ကြဘူးဘာလို့မလုတ်ပဲနဲ့လီလီတွေထိုင်ပြောနေကြရလားခင်ဗျားတို့ပြင်လို့ရတယ်လीပြင်ဖို့ခင်ဗျားတို့တမတာတက်လို့တာပဲခင်ဗျားတို့ဘယ်နှခုနဲ့ကလဲစိတ်မဝင်စားအောင်ခင်ဗျားတို့ပြင်လို့ရတယ်လीစန္နာတော့ကြည့်အောင် လေးငါးခုတော့လှုပ်ထားတာတကယ်တော့အနှစ်သာရကမရှိဘူးခုနအနှစ်သာရကဒီနေအနှစ်သာရကမင်းတို့အုပ်ချုပ်မှာဟာလားဒီပဲရမှာကြည်လားဆန်တော်ထောင်ကြည်အောင်အခြေကဲကိုဒီနေသူတည်သွားတာပဲကောင်းတယ်ကြည်လားစောစည်းတည်သွားတာကောင်းတယ်ဒါသားတွေကရွေးရမယ်ပြည်နယ်တစ်ခုချင်းရဲ့လုပ်ပိုင်ခွင့်တွေကပြည်တော်စုတွေများရမယ် တကယ်တကယ်တော့ပြည်နယ်ကလုတ်ပိုင်ခွင့်ပုံများရတယ်ပြည်တော်စုဆိုတာကတ်တတ်ထားတဲ့ဟာပဲလုပ်ရမယ်အခုကျွန်တော်တို့ကအကုန်ပြောင်းပြန်ဖြစ်နေတယ်အားလုံးကိုပြည်တော်စုကထိန်းချုပ်ထားတယ်ဝန်ကြီးချုပ်၁၄ယောက်လုံးကိုဘဟုကခန့်ထားတယ်ဆိုတော့အငယ်တို့ NLD သူကပြောတယ်နော်ပြည်နယ်ရဲ့ဝန်ကြီးချုပ်ကိုပြည်နယ်သားတွေပဲခတ်ရမယ်ဘာညာဆိုပြီးပြောထားတယ်ဆန္ဒထောင်ကြည့်အောင်သမရဖြစ်နေတာပဲအဲ့တော့အငယ်တို့ဒီပြည်နယ်လွတ်တော်တွေကသဘောတူတဲ့သူတွေကိုဘာဖြစ်လို့မခန့်မင်းနဲ့ပြည်နယ်ဆိုအဲ့ဒီလိုခန့်ဖို့တိလား အင်္ဂါရောတမရာဖြစ်နေတာပဲဒီမှာပြည်နယ်ပြည်နယ်ဝကြီးချုပ်ကိုပြည်နယ်ကလူတွေကိုဘာလို့မခတ်တာလဲပြည်နယ်ကလူတွေရဲ့ရွေးချယ်ခွင့်နဲ့ဘာလို့မခတ်တာလဲဆိုပြီးမေးလိုက်ပြီဆန္ဒထောက်ကြအောင်ပြည်နယ်ဆိုအဲ့ဒီလိုခန့်ဖို့အခွင့်အာဏာကိုဖွဲ့စည်းပုံကပေးလို့အဲ့ဒီအာဏာကိုသုံးပြီးကိုခန့်နေတဲ့လူခန့်တာအေးအဲ့ဒါပဲဘယ်လိုရောက်အောင်လဲတို့ကကြတော့တောင်အောင်မြောက်အောင်ရှောက်အောင်နေပါဘူးဒီမှာပြည်နယ်ရဲ့ဝကြီးချုပ်ကိုပြည်နယ်ကလူတွေပဲခန့်ရမယ်နှစ်ထောက်ချက်ကဘာဖြစ်တယ်ဟန်ပြကြည့်ပါညာဆိုပြီးတော့တို့လက်ထက်ကြတော့လဲခန့်လားဆိုမခန့်ဘူး ယခုအပြင်ခြေဦးနယ်ပဲကင်ပေါက်တယ်ပြီးတော့သူတို့လုတ်တဲ့အမားတွေကိုလည်းခြေဦးနယ်ပဲကင်ပေါက်တယ်ပေါ့ခြေဦးထဲမှာသူတို့မကြိုက်တဲ့ဟာတွေဆိုရင်ပြင်ရမယ့်ဥစ္စာလို့ပြောတယ်ပေါ့ဒါပေမဲ့သူတို့ကြိုက်တဲ့ဟာလုတ်လိုက်လို့ပြည်သူတွေကမထောက်ခံဘူးဒါကြီးကလွဲမားနေတဲ့ဟာလို့ထောက်ပြလိုက်လို့ရှိရင်ခြေဦးထဲမှာဘာလို့လုတ်ရတယ်ဆိုပြီးတော့ချော်လဲရောထိုင်လုတ်တာပေါ့ဒါကြောင့်မလို့ပြောတာဘယ်လိုပြောမလဲအမေစုမမုံပေါ့အမေစုမကြိုက်တာမဟုတ်ဒါပေမဲ့အမေစုနောက်လိုက်ကောင်နေပေါ့အဲ့လိုမျိုးရှင်းနေဥကုန်ဒီလို့လို့မျိုးအဆောက်သတုံးစားကောင်တွေကြောင့်အင်းနေဒီကိုမထောက်ခံရချေဖြစ်တယ်ပေါ့ စစ်တပ်ကလုပ်သူများအကုန်လုံးမာတယ်။နော်သူတို့လုပ်တဲ့ဟာဆိုရင်တော့မာမာမန်မန်ဒါချီဦးရောက်ပဲ။အဲ့လိုမျိုးစောက်တူလဲစိတ်တက်တဲ့ကြောင့်ဒါပြည်တွင်းစစ်ဖြစ်နေတာ။တိလာတော့မသိဘူး။ဘယ်တိုင်းရင်းသားနဲ့မှမဆိုင်ဘူး။တိလာသူတို့ပြင်လို့ရတဲ့အဥ္စာတစ်ခုကိုစစ်တပ်ကိုလွဲချလိုက်။ဟိုကလွဲချလိုက်ဒီရောလွဲချလိုက်။တခုခုဖြစ်ချီဦးနဲ့ပဲကကန်ပေါက်နေတာကြီးရ။ဒါပြဿနာပဲ။ဆန္ဒထောက်ကြည့်အောင်။